မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 3ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့မန္တလေးမှာငလျင်ကြောင့်ပြိုကျခဲ့တဲ့ Grey Wall Hotel အတွင်းမှာရှိတဲ့ပိတ်မိနေသူများနဲ့ပေးဆုံးသွားတဲ့အလောင်းများကို ထုတ်ယူခွင့်ကိုဟိုတယ်အုပ်ချုပ်ရေးအဖွဲ့ကကန့်တတ်မှုတွေလုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်ရှလာ28ရက်နေ့မွန်လွဲပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကျောင်းမန္တလေးမြို့မှာရှိတဲ့ Great Wall Hotel ပြိုကျပျက်စီးသွားတယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ရှာဖွေရေးလုပ်ငန်းများကိုခဏတာလှုပ်ဆောင်ပေးတဲ့နောက်မက်ရှလာ31ရက်နေ့ညပိုင်းကစတင်ပြီးတော့ပိတ်မိနေတဲ့ပြည်သူများနဲ့တိတ်ဆုံးသွားတဲ့ပြည်သူများရဲ့ရုပ်အလောင်းများကို ထုတ်ဖော်တည်ယူခွင့်ကိုဟိုတယ်ပိုင်ရှင်ကစတင်ကန့်သတ်နေတယ်လို့သိရပါတယ်။လက်ရှိအချိန်ထိမှာ Great Wall Hotel ကနေအသက်ရှင်လျက်နဲ့ကဲထုတ်နိုင်သူ2ဦးနဲ့တည်ဆုံသွားတဲ့အလောင်း2လောင်းကိုသာထုတ်ယူနိုင်သေးပြီးတော့ကဲဆယ်ရှားဖွေမှုများကိုဆက်မလုပ်ရန် Great Wall Hotel အုပ်ချုပ်ရေးအဖွဲ့ကမတ်လ31ရက်နေ့မှာစတင်ကန့်သတ်မှုများလုပ်လာတယ်လို့သိရပါတယ်။ မန္တလေးမြို့မှာရှိတဲ့ Great Wall Hotel မှာတဲခိုသူဧည့်သည်စရင်ကိုကယ်ဆယ်ရေးအဖွဲ့များနဲ့သက်ဆိုင်ရာမိသားစုဝင်များကထုတ်ပေးရန်တောင်းဆိုခဲ့တော်လဲဟိုတယ်မှာရှိတဲ့တာဝန်ရှိသူများကလူစရင်ကိုထုတ်ပြန်ပေးရန်ငင်းဆန်လျက်ရှိတယ်လို့သိရပါဗျ။ပိတ်မိနေသူများရဲ့ကြံရည်သူမိသားစုဝင်များနဲ့ပရိုက်တာအဖွဲ့များကပူးပေါင်းပြီးတော့ရှာဖွေကယ်ဆယ်မှုများကိုမိမိအစီအစဉ်နဲ့ဆောင်ရွက်မယ်လို့ဟိုတယ်ကိုအကြောင်းကြားထားတော်လဲဟိုတယ်အုပ်ချုပ်ရေးအဖွဲ့က ခွင့်မပြုဘူးလို့သိရပါတယ်။နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ဝင်များဒေသခံပြိုက်တာကယ်ဆယ်ရေးအဖွဲ့များရဲ့ရှာဖွေကူညီကယ်ဆယ်မှုများကို Great Wall Hotel ဘက်ကကန့်တမှုများလုပ်လာတဲ့အပေါ်မှာရှင်းရှင်းလင်းလင်းသိရှိနိုင်ရန်အတွက်ကြည်ရည်သူမိသားစုများကလိုလားနေကြတယ်လို့ပြောဆိုထားပါတယ်။အဲ့ဒီဟိုတယ်မှာကြားဖြန့်လုံမျိုးတရားမဝင်ကိစ္စရပ်များတရားမဝင်ပစ္စည်းသုံးမဟုတ်လုပ်ငန်းများရှိနေတဲ့အတွက်ကြောင့်ဟိုတယ်ကိုအင်အားအပြည့်နဲ့ရှာဖွေကယ်ဆယ်ခွင့်မပေးနိုင်ဘူးဆိုတဲ့တုံ့တက်ချက်များလည်းရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မန္တလေး Great Wall Hotel အတွင်းမှာရှိတဲ့ပိတ်မိနေတဲ့သူတွေကိုကယ်ဆယ်ပေးရန်ကြံရည်သူမိသားစုဝင်များကစူပါမေးတော့တောင်းဆိုနေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးမှာငလျင်ကြောင့်ပြိုကျခဲ့တဲ့ Great Wall Hotel အတွင်းမှာရှိတဲ့ပိတ်မိနေသူများနဲ့တေဆုံးသွားတဲ့အလောင်းများကိုထုတ်ယူခွင့်ကို Hotel အုပ်ချုပ်ရေးအဖွဲ့နဲ့စစ်ကောင်စီကကန့်တတ်မှုများလှုံ့ဆော်နေတဲ့အတွက်ကြောင့်ကြံရည်သူမိသားစုဝင်များကအခုလိုမျိုးတောင်းဆိုနေကြပါတယ်။ 跟着目标。 ်အခုလိုမျိုးကြံရည်သူမိသားစုဝင်တွေကအော်ဟင်းငိုကြွေးကတောင်းဆိုနေကြတာကိုတွေ့ရပါတယ်မန္တလေးမြို့မှာရှိတဲ့ Grey World Hotel မှာတဲခိုသူဧည့်သည်စည်ရင်ကိုကယ်ဆယ်ရေးအဖွဲ့များနဲ့တပ်ဆိုင်ရာမိသားစုဝင်များကထုတ်ပြန်ပေးရန်တောင်းဆိုခဲ့တော်လဲဟိုတယ်မှာရှိတဲ့တာဝန်ရှိသူများကလူစည်ရင်ကိုထုတ်ပြန်ပေးရန်ရင်းစံလျက်ရှိတယ်လို့သိရပါတယ်။ပိမိနေသူများရဲ့ကြည်ရည်သူမိသားစုဝင်များနဲ့ပရဟိတအဖွဲ့များကပူးပေါင်းကရှာဖွေကယ်ဆယ်မှုများကိုမိမိအစီအစဉ်နဲ့မိမိဆောင်ရွက်မယ်လို့ဟိုတယ်ကိုအကြောင်းကြားထားတော်လဲဟိုတယ်ကအုပ်ချုပ်ရေးအဖွဲ့တွေကခွင့်မပြုဘူးလို့သိရပါတယ်။ အဲ့ဒီဟိုတယ်မှာကြားဖြန့်လိုမျိုးတရားမဝင်ကိစ္စရပ်များတရားမဝင်ပစ္စည်းများသို့မဟုတ်လုပ်ငန်းများရှိနေတဲ့အတွက်ကြောင့်ဟိုတယ်ကိုအင်အားအပြည့်နဲ့ရှာဖွေကယ်ဆယ်ခွင့်မပေးတာဖြစ်နိုင်တယ်လို့သုံးသပ်မှုများလည်းပေါ်ပေါက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အင်အားပြည့်နဲ့ငလျင်တန်းကြောင်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့ဒေသများမှာကုညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မယ်ဆိုပါကစစ်ကောင်စီရဲ့တပ်ဆိုင်ရာတန်ယုံအဖွဲ့အစည်းများကိုအကြောင်းကြားပြီးမှလုံဆောင်ရမယ်လို့စစ်ကောင်စီရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဇော်မဲလုံးကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။၎င်းကကုညီကယ်ဆယ်ထောက်ပံ့မှုတွေနဲ့ပတ်သက်ပြီးတော့တရားဝင်တပ်ဆိုင်ရာနိုင်ငံတွေကတန်ယုံစစ်တန်ယုံတွေနဲ့ချိတ်ဆက်ပြီးတော့မှမြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံသားရေးဝန်ကြီးဌာနတဘာဝဘေးအန္တရာယ်ကုညီကယ်ဆယ်ရေးအတွက်ဖွဲ့စည်းထားတဲ့ တဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ကိုတရားဝင်ဆက်သွယ်ပြီးမှဆောင်ရွက်ပေးကြပါလို့မြစ်တာရက်ခံပါတယ်လို့ဇော်မဲလုံးကပြောဆိုလိုက်ပါတယ်။ဧပြီလ3ရက်နေ့မနက်7:00နာရီအထိစစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရပြင်းထန်တဲ့ငလျင်တန်းကြောင့်တေဆုံးသူ385ဦး၊ဒဏ်ရာရရှိသူ4815ဦးနဲ့ပျောက်ဆုံးသူ314ဦးတို့ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာနိုင်ငံပေါင်း18နိုင်ငံက၄ရက်အစည်းအဝေး59စီး ကယ်ဆယ်ရေးဝန်ထမ်းပေါင်း1566ဦးရောက်ရှိလာကငလင်ဘေးတင်တဲ့မြန်မာနိုင်ငံကပြည်သူများကိုကယ်ဆယ်ရေးလုပ်ငန်းများကိုပြုလုပ်လျက်ရှိတယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အချမ်းဘတ်စစ်ကောင်စီရဲ့အပြစ်ခတ်ရဲစဲရေးဟာစီးမရှိကမ်းမရှိဖြစ်နေပြီးတော့တိုက်ချင်ရာတိုက်နေကကိုယ့်ရဲ့ဂျင်ညာချက်ကိုကိုပြန်လဲချိုးဖောက်နေတာပဲလို့ KIU ရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူးကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကညပိုင်းကစစ်ကောင်စီက AP လ2ရက်နေ့ကနေ AP လ22ရက်နေ့အထိရပ်ပေါင်း20ကြာအပြစ်ခတ်ရဲစဲတယ်လို့ဂျင်ညာခဲ့တော်လဲဒီကနေ့မနေ့ပိုင်းမှာဝိုင်းမော်ကိုစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ပြောဆိုထားပါတယ်။ဘမော်မှာလည်းနေဩညပါလေးရင်နဲ့ ဘုံကျဲနေပြီးတော့အင်းတော်မှာလည်းစစ်တပ်ကလေရင်နဲ့ဘုံကျဲနေတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကရှင်းပြထားပါတယ်တိုက်ပွဲက၃နေရာမှာဖြစ်နေပါတယ်ဝိုင်းမော်မှာဖြစ်တယ်အောက်အင်းတော်မှာဖြစ်ပါတယ်ဗမော်မှာလည်းလေချောင်းတိုက်ခတ်မှုတွေလုပ်နေတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကရှင်းပြထားပါတယ်စစ်ကောင်စီရဲ့အပြစ်ခတ်ရစဲရိတ်ဟာမြည်သည့်အဖွဲ့နဲ့မှသဘောတူညီချက်မယူဘဲတစ်ဖက်သက်ကြီးညာပြီးတော့အဲ့ဒီကြီးညာချက်ကိုတော့စစ်ကောင်စီက သူကသူကြေညာပြီးတော့ပြန်လဲချိုးဖောက်နေတယ်လို့၎င်းကပြောဆိုထားပါတယ်ဘယ်တော့မှလည်းဂရိမတည်ဘူးအပြစ်ခတ်ရဲစဲရဲကိုဘယ်အဖွဲ့နဲ့မှသဘောတူညီချက်မယူဘဲနဲ့တစ်ဖက်သက်ကြေညာပြီးတော့စီးမရှိကမ်းမရှိတိုက်ချင်ရာတိုက်နေတာသူတို့ရဲ့သဘောတူညီချက်ကိုသူတို့ကသူတို့ပြန်ပြီးတော့ချိုးဖောက်နေတာပဲလို့ဘုံမူကြီးနော်မူကရှင်းပြထားပါတယ်လက်ရှိမင်းအွန်လိုင်းကအပြစ်ခတ်ရဲစဲရဲကြေညာမှုဟာဘန်ကောက်မြို့မှာပြုလုပ်မယ် ဘင်းစတတ်အစည်းအဝေးကိုတက်ရောက်ရမှာအပြကောင်းစီရန်နဲ့နိုင်ငံတကာဖိအားပေးမှုတွေမရှိစေရန်လှုံ့ဆော်တဲ့ကြေညာမှုလို့လဲဆိုနိုင်တယ်လို့ဘုံမူကြီးနော်ဘူကသုံးသပ်ပြောဆိုထားကြောင်းတရေရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရေရတော့ရက်နှစ်ဆယ်ကြာအပြစ်ခတ်ရက်စဲထားတဲ့အကြက်ဖက်စစ်ကောင်စီက ကဏီမြို့နယ်နဲ့တောင်သာမြို့နယ်မှာရှိတဲ့ကျေးရွာများကိုစစ်တပ်လေးထီးများနဲ့ဘုံကျဲတိုက်ခိုက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဧပြီလ3ရက်နေ့မွန်လွဲ2နာရီခန့်မှာကဏီမြို့နယ်ကမုတ်ထောရွာနဲ့တောင်ပြောက်ရွာတို့ကိုအကြမ်းဖက်စစ်တပ်ကစစ်တပ်လေးထီးများနဲ့ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါရတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိမပြုနိုင်သေးပဲလက်ရှိအချိန်မှာကျေးရွာနေပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါရတယ်။အခုပဲတိုက်ခိုက်သွားတာပါစစ်တပ်လေးထီးနဲ့၅ချိန်ဘုံကျဲသွားပါတယ်မုတ်ထောရွာနဲ့တောင်ပြောက်ရွာကိုကျဲသွားတယ်လို့သိရတယ် င်ပြည်သူတွေထိခိုက်မှုရှိမှရှိကတော့အတိမပြုတ်နိုင်သေးဘူးလို့ Dragon Brother Tax Force DBTF ကတာဝန်ရှိသူတို့ကရှင်းပြထားပါဗျ။အလားတူပဲမန္တလေးတိုင်းတောင်သာမြို့နယ်မှာရှိတဲ့ခြေရွာများကိုလည်းအကြမ်းမဆက်တကဆက်တက်လေးထီးများနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းတောင်သာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီကတာဝန်ရှိသူတို့ကသတင်းပေးဖို့ပြောကြားထားပါဗျ။ဒီကနေ့ AB လ3ရက်နေ့မနက်အစောပိုင်း2နာရီ28မိနစ်ခန့်မှာမိတီလာ၄တက်ကနေတက်လာတဲ့စက်တက်၄ထီးများနဲ့တောင်သာမြို့နယ်ရေကျော်ကြီးရွာကို ဘုံဒီကိုလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းမဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ရေကျော်ကြေးရွာစာတင်ကျောင်းအဆောက်အုံများထိခိုက်ပျက်စီးသွားပြီးတော့ပြည်သူများထိခိုက်မှုတော့မရှိဘူးလို့ပြောပါတယ်။စာတင်ကျောင်းဆောင်တော့ပျက်စီးသွားတယ်။ပြည်သူတွေတော့ထိခိုက်မှုမရှိပါဘူး။ စစ်ကောင်စီကတစ်ဖက်မှာတော့ဝန်내ပြနေတယ်အပြစ်ရတယ်ပြောနေပေမဲ့တစ်ဖက်မှာတော့ပြည်သူတွေကိုလေချောင်းကနေတိုက်ခိုက်မှုတွေကတော့ဇက်တိုက်ကိုလှုပ်ဆောင်နေတာပါဒီလှုပ်ရက်ကအင်မတန်ယုံညံ့တဲ့လှုပ်ရက်ပါစစ်ကောင်စီကိုပြောစရာစကားတော့မရှိတော့ပါဘူးလို့တောင်သာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီကတာဝန်ရှိသူတို့ကပြောပြထားပါတယ်အချက်ဖတ်စစ်တပ်ကမက်စလာ28ရက်နေ့ကငလျင်လှုပ်ခတ်အပြီးနိုင်ငံတော်ဝန်မှလေချောင်းတိုက်ခိုက်မှုများဇက်တိုက်လှုပ်ဆောင်ခဲ့ပြီးတဲ့နောက်အပြီလ2ရက်နေ့ကနေ22ရက်နေ့အထိရက်20ကာလကိုယာယီအပြစ်ရတဲ့ကာလအဖြစ်နဲ့သတ်မှတ်တယ်လို့ ဧပြီလ2ရက်နေ့ညပိုင်းမှာထုတ်ပြန်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရင်းမာပင်မြို့နယ်နဲ့စာလင်ကြီးမြို့နယ်အဆက်မှာရှိတဲ့ကျေးရွာများကို ဝမ်ပန်ကုမ္ပဏီကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထုံးနေပြီးပြည်သူတအုပ်ကိုဖမ်းဆီးသွားကထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုတိတ်ရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလ၂ရက်နေ့ညနေပိုင်းမှာဝမ်ပန်ကုမ္ပဏီကကျင်းဒီကားများနဲ့အစစ်တင်ကားများထွက်လာပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများကမုံရွာပသိမ်းလမ်းပိုင်းတစ်လျှောက်ကိုစစ်ကြောင်းထုံးဝင်ရောက်လာပြီးကျေးမများကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ဝင်းရောက်ပစ်ခတ်တိုက်ခိုက်သွားတယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာလက်ရှိအချိန်ထိမုံရွာပသိမ်းလမ်းပိုင်းမှာရှိတဲ့မြောက်ရမ်းမှာ6ခုတရအနီးမှာတည်ရှိနေပြီးတော့ဒေသ ဗကန်လူငယ်တအုပ်ကိုလည်းဖမ်းဆီးသွားတယ်လို့သိရပါတယ်။အကြမ်းဖက်ဆက်ကောင်စီတပ်သားများရဲ့လက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တမ်းပစ်ခတ်မှုကြောင့်ကြီးပါ၃ရွာကျော်ကထောင်ထဲချီတဲ့ပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။မနေ့ကည9နာရီလောက်မှာဝမ်ပေါင်ကုမ္ပဏီကနေပြီးတော့ကားတွေနဲ့စထွက်လာတာပေါ့။အဲ့ဒီအချိန်မှာလုံခြုံရေးယူမယ်ဆိုတဲ့အကြမ်းဖက်ဆက်ကောင်စီအုပ်စုတွေကလည်းမွန်ရွာပသိမ်းလမ်းတစ်လျှောက်ကိုရောက်လာပြီးတော့မြောက်ရမားတရားကနေပြီးတော့လမ်းဘေးဝဲရမှာရှိတဲ့ကြီးပါတွေကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တမ်းပစ်တာ အဲ့ဒါကြောင့်ကြေးရွာ300ရွာကျော်လောက်ကပြည်သူအယောက်300လောက်ဟာထွက်ပြေးတိမ်းရှောင်နေရပြီးတော့လူငယ်တအုပ်ကိုလည်းဖမ်းဆီးထားတယ်လို့သိရပါဗျ။ဘယ်ရွာကလဲဆိုတာကတော့မသိရသေးဘူးလို့ဒေသခံပြည်သူတအုပ်ကပြောပြထားပါတယ်။အချက်မဲ့စစ်ကောင်စီတပ်သားများရဲ့လက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တမ်းပစ်ခတ်မှုတွေကြောင့်ပြည်သူများဟာလက်ရှိအချိန်ထိစစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ပြီးတော့စစ်တပ်စစ်ကြောင်းများဟာလည်းပြန်လည်ဆုတ်ခွာသွားခြင်းမရှိသေးကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်တရင်စစ်ရေးတရင်နဲ့နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးတဘာဝဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးအချက်ဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ